အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးအဆုံမကောင်းတောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့လက်ရှိမှာဒီနေ့မှာတော့ကျွန်တော်တို့ Manchester United နဲ့ Brighton ရဲ့ပွဲစဉ်ရှိပါတယ် United ရဲ့ဒါကျွန်တော်တို့တတိယဒါတို့ပေါ့ကျွန်တော်တို့ သုံးပွဲဆက်နိုင်ပွဲတစ်ပွဲကိုဒီနေ့ပွဲစဉ်မှာဖော်ဆောင်နိုင်မလား Brighton နဲ့တွေ့တဲ့ United အသင်းအမြဲတမ်းလူလူကြောင်ပြောက်ခဲ့တဲ့အနေထားကနေပြီးတော့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော် Brighton အသင်းနဲ့ပြန်ပြီးတွေ့ရမယ်တဲ့မှာပါတယ် United ကလက်ရှိမှာတော့ကျွန်တော်အနေအမြင့်တက်ကြတွေများနေခဲ့ပြီးအခုလက်ရှိမှာ အမြင့်ကိုရောက်နေတယ် Liverpool အသင်းကိုတို့တို့ရဲ့ဒါကျွန်တော်တို့အဝေးကွင်းမှာနိုင်ထားခဲ့ပြီး2-1ဆိုတဲ့ရလက်က Liverpool အသင်းကိုတော့ကျွန်တော်တို့ဒါ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရေဒီသင်ကိုမြင့်စေတဲ့တမှာပါတယ်။အဲဒီနေ့ပွဲမတိုင်ခင်မှာဒါကျွန်တော်တိကျတယ်မဲ့ဒါ hyper movement တွေဖြစ်နေတယ်။လက်ရှိမှာဒါယူနိုက်တက်ကဒီနေ့ပွဲစဉ်ကိုဒါနိုင်ခဲ့မယ်ဆိုရင်တော့ဒါ top 4 challenge အဖြစ်ကိုဒါကျွန်တော်လက်ရှိမှာပြိတ္တတွေကိုပြိတ္တတွေအနေနဲ့လန့်သွားအောင်လုပ်နိုင်တဲ့အနေထားမှာရှိရဆိုတော့အကုန်လုံးကတော့ဆွေးနွေးခဲ့တဲ့အနေထားမှာရှိတယ်။တကယ်လည်းဟုတ်ပါတယ်ဒီနေ့ပွဲစဉ်မှာဒါယူနိုက်တက်အသင်းအနေနဲ့အနိုင်ယူခဲ့မယ်ဆိုရင်တော့ရမှတ်အားဖြင့်ဒါ16မှတ်တီတီတက်လန်းနိုင်ပြီးတော့ဒါကျွန်တော်လက်ရှိဒါကျွန်တော်အမှတ်အားဖြင့်ဆိုတော့တော်တော်လေးကိုမဆိုးသွားမယ်အနေထားမှာရှိတယ်။အဘောကအသင်းတွေကအချင်းချင်းတွေ့မှာလက်ရှိမှာဒါကျွန်တော် Manchester United အသင်းဘောက Crystal Palace ကကုလရှိမှာ Arsenal နဲ့တွေ့တဲ့ချိန် Sunderland ကဒါကျွန်တော်တို့ Chelsea နဲ့တွေ့တဲ့အချိန်မှာဒီလိုမျိုးအသင်းတွေနေနဲ့ဒါကျွန်တော်တို့ Manchester United အသင်းကဒီနေ့ပွဲစမှာကြော်ခဲ့မယ်နိုင်ခဲ့မယ်ဆိုရင်တော့ကြော်သွားနိုင်ဖို့အတွက်အခွင့်အရေးတွေရှိတယ်။ဒါပေမဲ့ Brighton နဲ့ Manchester United အသင်းကကုလရှိမှာတော့ရမှတ်တမတ်ပဲကွာတဲ့အတွက်ကြောင့်မို့နိုင်တဲ့ကောင်က စားမယ်ဆိုတဲ့အကွက်ကြီးတွားပါလိမ့်မယ်။ပြောလရှိမှာဒါကျွန်တော် Premier League ကတအပေါ်ကအသင်းတွေနဲ့အမှတ်အရမ်းမပြတ်သေးတဲ့အနေအထားတစ်ခုကိုရောက်နေတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်ကတော့ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုကြည့်လို့ကောင်းမယ်အနေအထားမှရှိပါတယ်။ Brighton Brighton အသင်းက Manchester United အသင်းကိုဘယ်နေရာပြတာကျွန်တော်တို့တွေ့တိုင်းဒုက္ခပီးနေတဲ့အသင်းသင်းဖြစ်တယ်။ Brighton အသင်းကိုလက်ရှိမှာဒါ Manchester Brighton အသင်းက Manchester United အိမ်ဝင်ပူပူလောလောမှာ3-1ဆိုတဲ့ရလဒ်နဲ့ကိုးပြတ်နိုင်ခဲ့တာတွေ့ရမယ်။အဲ့တော့နောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ Manchester United အသင်းနဲ့ဒါ Brighton အသင်းရဲ့ရလဒ်မှာတော့ Brighton အသင်းကတိုးတက်၄ချိန်တိတိနိုင်ထားခဲ့ပြီးတော့ Manchester United အသင်းကတော့ Brighton အသင်းကိုတစ်ချိန်မဲနိုင်ထားခဲ့တာတွေ့ရမယ်။ Brighton အသင်းကလက်ရှိ Manchester United နဲ့နောက်ဆုံးအိမ်ဝင်၂ပွဲတွေ့ခဲ့တဲ့အချိန်မှာ၂ပွဲလုံး3-1ဆိုတဲ့ရလဒ်နဲ့ကိုးပြတ် ပေါ်ဆောင်နိုင်ခဲ့တာတွေ့ရမယ်။ဒါ Eric Dan ရဲ့လက်ထက်ကတော့ကျွန်တော်တို့ Ruben Amorim ရဲ့လက်ထက်မှာတော့ Brighton တင်းရဲ့တန်းနီးပြဖြစ်တဲ့ Fabian Hasler ကတော့အကောင်းဆုံးဒုက္ခပေးထားနိုင်ခဲ့တယ်မှာပါတယ်။လက်ရှိမှာ Brighton တင်းတန်းတက်လာပြီးခဲ့ကမန်ချက်စတာ United အသင်းကိုဘယ်လောက်ထိဒုက္ခပေးလဲဆိုလက်ရှိမှာဒါ16ပွဲကစားပြီးရနောက်ပိုင်းမှာ Brighton ကမန်ချက်စတာ United ကို၈ချိန်တော့နိုင်ခဲ့ပြီး United က Brighton ကို၁၀ချိန်သာနိုင်ခဲ့တော့တွေ့ရမယ်။တစ်ချိန်ကတည်ရေပေါ့နော်။အဲ့ဒါပြောချင်တာလက်ရှိမှာ Manchester United အသင်းကဒါဒါလွန်ခဲ့တဲ့ နောက်ဆက်ချောက်ကလေးကမနိုင်တဲ့ Liverpool အသင်းရဲ့အင်ကွင်း Anfield မှာအနိုင်ရခဲ့တဲ့အပြင်ကိုလက်ရှိမှာစံချိန်ဇိုးတချို့ကိုလည်း Brighton အသင်းနဲ့တချိုးဖြတ်ရမယ်အနေထားမှာရှိတယ်။ United အင်ကွင်းမှာဆို3ဂိုး2နှစ်ဆက်တွင်းထားတဲ့ Brighton အသင်းနေနဲ့ဒီနှစ်မှာကောဘာလဲလို့ပြမယ်။ Brighton အသင်းကဒီနှစ်မှာဒါကျွန်တော်အသင်းကြီးနဲ့တွေ့ရင်တော့ခြေစွမ်းကတော်တော်လေးကိုကောင်းနေတယ်လို့ပြောလို့ရတယ်။မမေ့ရတာ Tottenham Hotspur အသင်းကို2ဂိုးပြတ်တွင်းထားခဲ့ပြီးမှ Spurs ကနောက်ကနေ2ဂိုးပြန်လိုက်တွင်းခဲ့တာကိုတွေ့ရမယ့်ပွဲစဉ်ရှိတယ်။ပြီးရင် Chelsea လိုအသင်းမျိုးကို3-1ဆိုတဲ့ရလဒ်နဲ့ Chelsea ရဲ့အင်ကွင်း Stamford Bridge မှာလုပ်ပြထားခဲ့တွေ့ရမယ်။ဒါပေမဲ့လက်ရှိမှာ Brighton အသင်းကနောက်ဆုံးပြိုင် င်ပွဲဆိုငါးပွဲမှာတပွဲမှာမရှုံးပွဲမရှိသေးဘူးဒါပေမဲ့လက်ရှိမှာဒါ Brighton သင်းရဲ့ tight set ဘိုင်းကတော်တော်လေးကိုကောင်းတယ်နှစ်ပွဲနှစ်ခုနဲ့အထက်ကို၄ပွဲတိတိတွင်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်သူတို့တကူပဲတွင်ထားခဲ့တဲ့ပွဲစဉ်က Wolves နဲ့ပွဲစဉ်ရှိပြီသူတို့ကပွဲတိုင်းလူလူကိုတွင်ထားခဲ့တဲ့ tight set ကိုပိုင်ဆိုင်ထားခဲ့တယ်အထူးသဖြင့်ဒါကျွန်တော် Brighton နဲ့ပွဲစဉ်မှာ Brighton ကိုချီးကျူးရမယ့်ကစားသမားတစ်ယောက်က Danny Welbeck ပါ Welbeck နေနဲ့အခုလက်ရှိမှာဒါသူ့အနေနဲ့ဒါထူးဆန်းစွာနဲ့ပြသူ့အနေနဲ့ဒါအသိကြီးမှာသူကျင်လည်ခဲ့တယ် Manchester United မှာသူကျင်လည်ခဲ့တယ် Arsenal မှာသူကျင်လည်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့တကယ်ကို fit in အဖြစ်ဆုံး club တစ်ခုကထူးဆန်းစွာနဲ့ ်ဘေးဒါကျွန်တော်လက်ရှိမှာ Brighton အသင်းဖြစ်နေခဲ့တယ် Brighton အသင်းမှာ Danny Webber ရဲ့တိုက်စစ်ဦးဆောင်နိုင်မှုကအင်မတန်မှလက်ဖြားခါလောင်ချီချူးစရာကောင်းတယ်လို့မြင်နေပေါ့နော်ဒါပေမဲ့တစ်ဖက်ရဲ့ Manchester United အသင်းကတော့ United အသင်းကဒီနှစ်ဒီပေါ့ဒီနှစ် ဟိုဒီနှစ်မှာအကောင်းဆုံးရွေးချယ်မှုတစ်ခုပြောပါစမ်းတော့ဂိုးသမားလေးလေးလိုက်တာပဲ Southern Lemmes United အသင်းကိုရောက်လာခြင်းကတကယ်ကိုဒါကျွန်တော်ဖျားသခင်ကပေးလိုက်တဲ့ blessing တစ်ခုလို့ပြောလို့ရတယ်ဒါပေမဲ့အပြောတော့ဆိုလို့မရသေးဘူးဒါ Liverpool နဲ့ပွဲစဉ်နဲ့ဒါကျွန်တော်တို့လက်ရှိဒါ Southern နဲ့ပွဲစဉ်မှာတော့ Southern Lemmes တယောက်သူဟာဘာလို့ပြနိုင်လဲဆိုတာကိုပြသွားခဲ့တယ်ကျွန်တော်မြင်နေပြောလို့ပဲတစ်ခါကျရင်ဗျာဂိုးသမားဆိုတဲ့အရာကျွန်တော်ဒီနောက်ပိုင်းတွေမှာ tactically ဒါမြောက်ပြီးလို့ဂွေးတောင်ကားတဲ့အကွက်တွေပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုတော့အာဂိုးသမားဆိုတာလက်ကြီးပဲမကောင်း6ချောက်ကြီးပဲကောင်းအောင်အဲ့ပြဿနာ6ချောက်တော့ကောင်းပါတယ်ဒါအုံတော့တော့ပါမလားဆိုတဲ့ဂိုးသမားတွေတဖြည်းဖြည်းများလာ ခဲ့တယ်။အဲဒါကျွန်တော် Andrew Onana လို့ပြောတယ်ကျွန်တော်ခြေထောက်နဲ့ကန်တင်လိုက်ရင်တော့လမ်းပြန်ထွက်နေတာပဲ။လက်နဲ့ဖိုင်းတော့လက်နဲ့အဲ့တော့ပြောချင်တာရှေ့ရှေ့လေးဒီကောင်ဂိုးသမားလို့အောင်မအော်ဖီကစားသမားလို့အောင်အဲ့တော့အဖြေကကျွန်တော်တခါကျဂိုးသမားလို့ကဘာလို့ဖြစ်လဲ ကကိုးတဲ့ကိုတော့မဝင်အောင်လက်နဲ့ပုတ်ထိုးရမှာသူ့ရဲ့အဓိကအလုပ်ပဲ short stopping ပေါ့နော်အင်္ဂလိပ်လိုလက်လာလေးပြောမယ်အဲ့တော့ seven lemons ကလက်ရှိမှာဒီအရေးသေးကိုရှိတယ်ဒါခြေောက်နဲ့ container ဥစားတွေကဒါမစိုးဘူးလို့ပြောလို့ရရင်အရန်ကြီးတော့ perfect မဟုတ်ဘူးဒါပေမဲ့အရေးကြီးဆုံးကဘာလဲကိုးပေါက်ကိုဒါကျွန်တော်ကာကွယ်နိုင်စွမ်းကအင်မတန်မှကြီးမားတယ်လို့မြင်တယ်ပြီးတော့လက်ရှိမှာဒါ movement အမြင့်ဆုံးက Chelsea ဒါကျွန်တော် Manchester United ကခံစားပိုင်းပဲ Liverpool တင်းတဲ့ပွဲစဉ်မှာဒါခံစားပိုင်းနဲ့ဂိုးတကူပေးလိုက်ရတာမှန်မဲ့တကယ်ကိုခံစားပိုင်းရတာကျွန်တော် motivation ကအရင်ကောင်းနေတော့တွေ့ရမယ်အထူးသဖြင့် Harry Maguire ပဲ Harry Maguire ကိုယ်တိုင်က momentum ဒီ momentum ကို Brighton နဲ့ကဲပွဲစဉ်မှာ carry လုပ်သွားဖို့တော့ဘယ်လောက်ထိကြိုးစားသွားနိုင်မျိုးဆက်ပြီးကြည့်ရမယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကဒါအကြီးအဆုံး moment တစ်ခုဖြစ်မှာကတော့ Carlos Baleba ပဲ Baleba ကိုလက်ရှိဒါလွန်ခဲ့တဲ့2ရက်ကဒါကျွန်တော်တို့ Fabian Hazard ကိုယ်တိုင်ကခေါ်ပြီးတွေ့ပြီးတော့မင်းကိုလာမယ့်နေ့အသင်းပေးပြောင်းမှာပါအသင်းမှာစိတ်နေပြီးကစားပါဆိုတဲ့ဒါကျွန်တော် meeting င်အောင်လှုပ်ယူလောက်အောင်ဗာလဲပေါက်ကိုခေါ်ဆူခဲ့တာကိုတွေ့ရမယ်အဲ့တော့ तू တွေ့မဲ့အသင်ကလက်ရှိမှာ तू ပြောင်းကျင်တဲ့အသင်မှာလက်ရှိမှာဒါခေါ်မဆူခင်စကြာမှာတော့ဒါ Brighton အသင်းနေနဲ့ဒီအားကိုတွေ့ရမှာပေါ့။အဲ့တော့ရည်ချင်သားလက်ရှိမှာဘာလေးပါနဲ့ဒီနေ့ပုံမှာသူပါလို့မယ်။ဒါ weirdly ပြလက်ရှိဒါကျွန်တော်တို့အသင်းလက်တွေထဲမှာ Queen Level မှာတော်တော်လေးကိုချီးကျူးဖို့ကောင်းတာကဒါ Brighton ရဲ့ Queen Level ပဲ။ဒါ Red Tide, IRE ရဲ့ဘာလေးပါရဲ့သုံးခုကတော်တော်လေးကိုမဆိုးလို့မြင်တယ်။ဘာလေးပါ Defensive Midfield တာဝန်ယူပြီး IRE က CM ကိုတာဝန်ယူတယ်။ Red Tide ကရုပ်တရက်ကြည့်ရင်တော့ Attacking Midfield ပုံစံမျိုးဆက်မိမယ်။တကယ်နဲ့နင်းသားငါလာဟိဆိုရင်တော့ Center Forward ပုံစံမျိုးစပုတ်ဆန်တယ်လို့မြင်တယ်။တိုက်စစ်ကိုအလွန်ကျွန်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့အလွန်ကျွန်သတိထားခြင်းလောက်အောင်မှာကမင်တာပဲ။မင်တာရဲ့ဒီနေ့ပွဲစဉ်ရဲ့ တာအလွန်ကျွံပြေးနိုင်မှုကဒါ United အသင်းအတွက်ပြဿနာတစ်ခုဖြစ်လာနိုင်တယ်။ဘာလို့လဲ United အသင်းရဲ့လက်ရှိ center back ၃ယောက်လုံးကတော်တော်လေးကိုလေးတဲ့ထဲမှာပါတယ်။ Matthew Delict ကမဆိုးဘူးဆိုပေမဲ့တကယ်လည်းပြန်ကြည့်မယ်ဆို Maguire ကော Lucio ကနည်းနည်းလေးလေးတဲ့ထဲမှာပါတယ်။ Lucio ကတော့အရင်တုန်းကမြန်ခဲ့မြန်ခုလက်ရှိမှာသက် center back ကစားပုံစံမျိုးနေထားမှာ Minta ကိုထိမ့်မှုတယ်။အဲ့တော့အဓိကဒီနေ့ပုံစံက Minta ကို Diego ဒါတော့တရားဘလောက်ထိထိမ့်နိုင်မလဲဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ထဲမှာပါတယ်။ဒါပေမဲ့ဒီနေ့ပုံစံက Bruno Fernandes show ဖြစ်ဖို့အတွက်အကျိုးစားဆုံးဖြစ်တယ်။ Bruno Fernandes ကလက်ရှိဒီနေ့ပွဲစဉ်မတိုင်ခင်မှာ interview လည်းဖြေထားခဲ့တာကိုတွေ့ရမယ်။ Bruno Fernandes နဲ့ခုလက် က်ရှိတာ Brighton နဲ့ပွဲစဉ်မှာ record ဒါကျွန်တော်တခုတင်မဲ့ ပွဲထွက်ခွင့်ရမယ်ဒါ၄ပြင်ကိုလက်ရှိမှာသူ့အနေနဲ့ဘရူနိုဖာနန်ဒက်မန်ချက်စတာယူနိုက်တက်သူကိုလက်ရှိမှာသူ့အနေနဲ့ထွက်ဖို့အတွက်အစီအစဉ်မရှိသေးဘူးဆိုပြီးသူကတရားဝင်သူကပြောတာခဲ့တာတွေ့အဲ့ဘယ်စနာကဒီနေ့အခုဒီကပိုင်းတွေမှာမန်ချက်စတာယူနိုက်တက်ပြိတ္တာတွေတကယ်ကိုပျော်ရွှင်ရဆုံးအချိန်ဒီပဲဒါပေမဲ့ဒီလက်ရှိမှာတိုက်တကယ်ပဲအပြန်ကြည့်မယ်ဆိုရင်လေမန်ချက်စတာယူနိုက်တက်လက်ရှိမှာဘရိုင်းအမ်ဘွမ်မူကဒီနေ့ခေါ်ယူတဲ့တဲမှာမှန်ကန်မှုတစ်ခုအရန်ကြီးဖြစ်နေခဲ့တာတွေ့ရမယ်အမ်ဘွမ်မူရဲ့အတိုးလုပ်တွေကလက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာအရေးပါခဲ့တဲ့ဆိုးဆစီလီဗာပူးကိုဂိုးသွင်းပြပြီးအမ်ဘွမ်မူရဲ့လက်ရှိ ခြေစွမ်းတွေကိုဆက်လက်ပြီးပြသနေတွေ့ရမယ်။အန်ဖိုဘိုကလက်ရှိမှာ Brentford မှာပြခဲ့တဲ့ခြေစွမ်းပုံစံမျိုးအတိုင်းပဲငါဘာလို့နိုင်သေးလဲဆိုတော့လက်ရှိမှာပြခဲ့တယ်။ Premier League proven ကစားသမားတစ်ယောက်ကအသင်းမှာဘယ်လောက်ထိအရေးပါလဲဆိုဒီပွဲစဉ်မှာဆက်လက်ပြီးတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာဒါဆက်ပြီးချီးကျူးဖို့ကောင်းမယ်ကစားသမားတစ်ယောက်အာမက်ဒီယောလည်းအန်ဖိုဘိုဖြစ်တယ်။အန်ဖိုဘိုနဲ့အာမက်ဒီယောလက်ရှိ combination တွေကတော်တော်လေးကိုပို့ပို့ပြီးတော့ကောင်းလာဖို့အတွက်စ조사နေတယ်လို့တွေ့ရတယ်မှာပါတယ်။ဒီနေ့ပွဲစဉ်မှာလက်ရှိမှာနောက်တစ်ယောက်ကိုမဖြစ်မနေတာစောင့်ကြည့်ရမှာကတော့ Benjamin Sesko ပဲ။ Sesko နဲ့ဒီနောက်ပိုင်းပွဲစဉ်မှာဂိုးတွေတောက်လျှောက်ပြန်သွင်းလာခဲ့ပြီးတော့လက်ရှိမှာ Sesko ကိုဒါ ျွန်တော်ပြိတက်တော်ဟုတ်တယ်ကျွန်တော်လူတော်အများကဒီနေ့ပေါ်ဒီနှစ်မှာအကောင့်တော်လုပ်ခဲ့တယ်ဗောနော်အဓိကအာဒီဆက်စကိုကဒီနှစ်မှာဒီလောက်ဒီခြွေစွမ်းပြမှာလားဖြစ်ကောဖြစ်ပါမလားဟုတ်ကောဟုတ်ပါမလားဆိုတဲ့ဥစ္စာတွေပြလာခဲ့တယ်ဆက်စကိုနေ့ခုလက်ရှိမှာဒါကျွန်တော်တို့ဒေါက်တာတူဘီလီဗာဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်လုပ်ပြဖို့တော့လိုလိမ့်မယ်တစ်ဖက်ကယူဂရက်ကချန်ပီယံလိမှာဂိုးတွေသွင်းပြီးသူဘာလို့နိုင်လဲပြသခဲ့ပြီးနောက်ပိုင်းမှာဘန်ဂျမင်ဆက်စကိုနေ့ဒီနေ့ပွဲစဉ်မှာသူလည်းဘာလို့နိုင်လဲဆိုဆက်လက်ပြီးပြသဖို့လိုတယ်တစ်ဖက်ကတော့ရှင်းမာရတဲ့ကျွန်တော်လက်ရှိကောင်တာပရက်ရှင်သွားမယ်ကောင်တာပရက်ရှင်မှာမှအဓိကကြောက်အောင်မှာကသူရဲ့ဒါအမြန်နှုံးမြင့်ကစားသမားတွေဖြစ်တဲ့မင်တာ ာပဲပြီးရင်ဒါကြောင့်မထင်မထင်လစ်တင်လစ်လို့လို့တာအာရီပဲအာရီကိုလက်ရှိမှာကိုဒီကမြေဝါတနေမြင်ခဲ့တဲ့ကစားသမားတယောက်နဲ့တကယ်ကိုမထင်မထင်လို့ဒါကျွန်တော်လုပ်တယ်ပြီးတော့နောက်တစ်ယောက်က underrated ဖြစ်တဲ့တဲမှာဒါကျွန်တော်တို့ဒါ Brighton ကဘူးသမားဖြစ်တဲ့ Van Bragen နဲ့ KDR ကာဒီယိုဂလူးပေါ့နော်ကာဒီယိုဂလူးကလက်ရှိမှာကျွန်တော် full back ဒီထဲမှာဒါတော်တော်လေး underrated ကစားသမားတယောက်လို့ပြောလို့ရတယ် Turkish ကစားသမားထင်ပါတယ်သူနာမည်ကြီးအဲ့တော့လက်ရှိမှာသူတို့အနေနဲ့အခွင့်ကောင်းယူရမှာ Louis Dan ရဲ့နှေးကွေးမှုကိုဒါကျွန်တော် Brian Amwan မှုအနေနဲ့ Louis Dan ball down လို့ပို့အရေးကြီးတယ်လို့ပြောတယ်အဲ့တော့လက်ရှိမှာဒီနေ့ပုံစံမှာ Manchester United အသင်းအနေနဲ့၃ပွဲဆက်အနိုင်ယူပြီးတော့ရမတ်စုဆောင်းနိုင်ပြီးဒါဇယားရဲ့ထစ်ကိုဖြည်းဖြည်းချင်းတက်ပြီးတော့ဒုက္ခတွေပေးနိုင်မလား Brighton ကပဲလက်ရှိမှာဒီနေ့ပုံစံမှာအနိုင်၃မှတ်ယူပြီးတော့တကယ်တဲ့အသင်းတွေကိုဒုက္ခပေးသွားနိုင်မလားတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ် Manchester United အသင်း၅ပွဲဆက်နိုင် င်မှကစပင်ညက်မယ်ဆိုတော့ဘေးအိမ်မက်ကလည်းဒီပုံမှာအများကြီးအများကြီးမူတည်နေတယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကုန်ပြီပါအောင်ဘလုတ်ပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတော့ TV4 တို့မှာဂျင်းလို့ဆက်ပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အလူမဂျူတို့မှာလည်းကောင်းမွန်တော့နေနေဖြစ်ပါတယ်စုံဘုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်မှာ AA စစ်စစ်ကြည့်ကြရပါဗောဒီပါဗျအလူမဂျူတို့မှာလည်း